အားလုံးပဲမင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဒီကနေ့နိုဝင်ဘာလ25ရက်နေ့လည်ခင်းထိရရှိထားတဲ့အထူးခြားဆုံးသတင်းတွေကိုကျွန်တော်ခင်ဗျာတင်ဆက်ပေးပါရောင်းမယ်နောက်ဆုံးရထိတ်တန့်သတင်းတွေထဲမတရားတမျိုးလုံးစစ်တပ်လက်အောက်ပြန်ရောက်ခဲ့ရပြီဆိုတဲ့အကြောင်းမြန်မာပြည်ချင်းနဲ့တိုးတက်လာရလို့ဆိုကမြန်မာနိုင်ငံသားတွေရဲ့ TPS ရာရင်နေထိုင်ခွင့်ကိုပိတ်ပင်လိုက်တဲ့အမေရိကန်လူလူကောင်းဆောင်ကဗန်ဥက္ကဋ္ဌထံကနေတောင်သူကျွင်းမြေရော်ခိုင်မင်းမဲဆွယ်ခဲ့လို့ စစ်တပ်လော်ဘီဖြိုးဝေဝင်ဆွဆွဲတဲ့အကြောင်းတန်ငယ်စစ်စင်ရဲ့အတွင်းဆက်တမ်းနဲ့ပြူတရာကိုရှင်းလင်းနိုင်ခဲ့တဲ့မော်လိုက်တော်လင်းအင်အားစု အမေရိကန်တပ်ခပ်ပိတ်ဆို့မှု ခံထားရတဲ့ DKBA ကသူတို့နေမြန်မာတရုတ်နိုင်ငံသားတည်ဆောင်ခြင်းမပြုဖို့တားမြစ်လိုက်တဲ့အကြောင်းဘာကပိတ်ပင်ဖို့ကြိုးပမ်းသူဩစတြေးလျအမတ်ဟန်ဆောင်ပါလီမန်မှာလှောင်ပြောင်တဲ့လုပ်ရဲကြောင့်ရှုံချခံရတဲ့တရင်အဲ့လို နေလိကင်းထိရရှိထားတဲ့ ြည်တွင်းပြည်ပသတင်းတွေကိုတင်ဆက်ပေးထားပါတယ်မတရားတမျိုးလုံးစစ်တပ်လက်အောက်ပြန်ရောက်ခဲ့ပြီဆိုတဲ့သတင်းနဲ့ဆက်လိုက်ချင်ပါတယ်မနေ့ကနိုဝင်ဘာလ24ရက်ညနေပိုင်းမှာမတရားမျိုးမြောက်ဘက်ကရွာအရှုပ်ကိုစစ်တပ်ကထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တဲ့အတွက် မတရားတနေလုံးကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့လို့တရင်မြစ်တွေထံကနေသိရပါတယ်စစ်ကောင်စီတပ်ဟာလေကြောင်းလက်နက်ကြီး ဒရုန်းအပါဝင်စစ်သားများအဆမတန်တုံးပြီးမတရားကိုထိန်းချုပ်ပြန်နာအောင်မြောက်ဘက်ကစင်ကူမြို့နယ်ကိုပါဆက်လက်ထိုးစစ်ဆင်နိုင်တဲ့အနေအထားတွေရှိနေပါတယ်။စစ်ကောင်မရှင်ကလာမယ့်ရွေးကောက်ပွဲဖြင်းမြောက်ဖို့အတွက်နေမည်စုံမုံမုံကိုအတိတ်ကထားပြီးပြန်လည်ချဲယူနေရလို့သုံးသပ်မှုတွေရှိပါတယ်။လွန်ခဲ့တဲ့လခန့်ကစစ်ကြောင်စထော်တော်ကလည်းချန်ပီယံနယ်မြောက်ပိုင်းကနေစစ်တေတင်ရင်အစီ30ကျော်ရောက်လာခဲ့လို့သိရပါတယ်။ တော်လင်းတက်တယ်မှာလက်နဲ့အင်အားနေပါနေပြီးစစ်တပ်ကတော့စစ်သားတဲ့အာဓမဆုဆောင်မှုကြောင့်အင်အားတိုးလာတယ်လို့လိုအပ်တဲ့လက်နဲ့တွေကိုနိုင်ငံတချို့စီကနေဝေယူနိုင်တဲ့အတွက်တာလွန်မှုများစွာရှိနေပါတယ်။စစ်ကူမျိုးတွေကိုတော့2024ခုနှစ်နှစ်လယ်ပိုင်းမှာတော်လင်းအင်အားစုတွေကတင်ပိုက်ခဲ့ပူပါတယ်။မတရားမျိုးတွေမှာ2023ခုနှစ်နှစ်လယ်ပိုင်းကစပြီးတိုက်ပွဲတွေဖြစ်ပွားခဲ့ရာစစ်တပ်ကစခန်း30ကျော်ဆုံးရှုံးခဲ့ပူပါတယ်။ စစ်တပ်ဟာ NUG တပ်တွေတိမ့်ပိုက်ထားတဲ့နေမျိုးကိုပြန်လည်ရဖို့အတွက်တနည်းကြတဲ့တံပြန်ထိုးစစ်ကိုလှုပ်ဆောင်ခဲ့တာဖြစ်ပြီးဇန်နဝါရီမှာကျင်းပဖို့စီစဉ်ထားတဲ့ရွေးကောက်ပွဲဒုတိယပိုင်းမှာမတရားမျိုးနယ်ပါဝင်တယ်လို့စစ်တပ်ကထုတ်ပြန်ထားပါတယ်။မတရားမျိုးကိုစစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်တဲ့အတွက်တိုက်ပွဲဟာစင်ကူမျိုးကိုကူးလာနိုင်တာကြောင့်ဒေသခံထဝက်ကျော်ဟာဘဲလို့ရော်ကိုထွက်ပြေးတိမ့်ချောင်းမှုနဲ့ပြုလုပ်နေကြပြီဖြစ်ပါတယ်။ဒုတိယအနေနဲ့မြန်မာပြည်အချင်းနဲ့တိုးတက်လာတယ်လို့ဆိုတာ မြန်မာနိုင်ငံသားတွေရဲ့ TPS ယာယီနေထိုင်ခွင့်ကိုပိတ်လိုက်တဲ့ American ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ American ဆိုရဟာမြန်မာနိုင်ငံသားတွေကိုပိတ်ထားတဲ့ယာယီနေထိုင်ခွင့် TPS ကို ပေဖြဲရုပ်သိမ်းဖို့စီစဉ်နေကြောင်းနိုဝင်ဘာလ24ရက်နေ့မှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒီယာယီနေထိုင်ခွင့်ရုပ်သိမ်းဖို့ဟာလာမယ့်ဇန်နဝါရီ26ရက်နေ့အစပြီးအသက်ဝင်မှာလည်းဖြစ်ပါတယ်။ TPS ဆိုတာကမြန်မာနိုင်ငံမှာ အနာသိန်းစစ်တပ်ရဲ့ရန်ကြောင်းနေရပြန်ဖို့မလုံခြုံတဲ့မြန်မာနိုင်ငံသားတွေကိုအမေရိကန်မှာယာယီနေထိုင်권ပြုတ်ထားတာဖြစ်ပြီးပြီးခဲ့တဲ့၅နှစ်အတွင်းအကြိမ်ကြိမ်တပ်တန်တိုးပေးထားခဲ့တာပါလက်ရှိထုတ်ပြန်ချက်ကြောင်းမြန်မာပြည်ကနေရောက်လာပြီး TPS အကာအကွယ်နဲ့ယာယီနေထိုင်သူ၄000ခန့်အပေါ်တည်အောင်မှုရှိမယ်လို့လည်း CBS သတင်းဌာနကဖော်ပြထားပါတယ်အမေရိကန်အမိတ်မြေလုံခြုံရေးဝန်ကြီးဌာန DHS ရဲ့ထုတ်ပြန်ချက်မှာဝန်ကြီး Christina က ြန်မာပြည်မှာအုပ်ချုပ်ရေးနဲ့တင်ကျင်အပိုင်တိုးတက်လာတာအရေးပေါ်အခြေအနေချုပ်သိမ်းတာလွတ်လပ်မြတ်တဲ့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်နေရအောင်မြင်တဲ့ပြစ်ခတ်ရစေသဘောတူညီချက်တွေရှိနေရစားတဲ့အချက်တွေကိုထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံသားတွေကိုဂျာယီဆက်လက်နေထိုင်ခွင့်ပြုခြင်းဟာအမေရိကန်ရဲ့အကျိုးစီးပွားနဲ့ဆန့်ကျင်တယ်လို့လည်းဝန်ကြီးကယူဆပါတယ်။ဒီဆုံးဖြတ်ချက်ကိုအခြားဌာနတွေနဲ့တိုင်ပင်ပြီးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းနိုင်ငံရဲ့ဌာနနဲ့လည်းတိုင်ပင်ခဲ့ကြောင်းထုတ်ပြန်ချက်မှာပါဝင်ပါတယ်။ ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတဲ့အချက်ကတော့ DHS ရဲ့ထုတ်ပြန်ကြမ်းတဲ့နိုင်ငံရေးဌာနရဲ့အကြံပြုချက်တို့ကွာဟနေရပါနိုင်ငံရေးဌာနရဲ့ online ဆက်မျက်နှာမှာတော့အမေရိကန်နိုင်ငံသားတွေမြန်မာပြည်ကိုတွားရောက်လေပတ်ခြင်းမပြုရန်ဆက်လက်အကြံပြုထားဆဲဖြစ်ပါတယ်သူတို့ရဲ့မေလလေပိုင်းအနီရောင်နံပါတ်၄အဆင့်ထုတ်ပြန်ချက်မှာတိုက်ပွဲလူလူအောင်ကြမှု ဖြစ်နိုင်ခြင်းကျမ်းမာရေးဆောင်ရှောက်မှုမပြည့်စုံမှု မြေမြုပ်မှိုင်းရာဇဝတ်မှုနဲ့ မှားယွင်းဖန်ဆီးခြင်းစတဲ့အန်ယူတွေရှိနေတဲ့အတွက်မြန်မာနိုင်ငံကိုမတော်ကြဖို့တိုက်တွန်းထားပါတယ်ဆက်လက်ပြီးလူလူကောင်းဆောင်ကဘန်ဩဂရထံကနေတောင်တူကျွင်းမြေရောက်ခိုင်းပြီးမဲဆွယ်ခဲ့လို့စစ်တပ်လော်ဘီဖြိုးဝေဝင်းဆွတ်ဆွဲအကြောင်းပါအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး2020ပြည်နယ်ရွေးကောက်ပွဲကာလအတွင်းပုဂ္ဂလိကဗန်လုံငန်းရှင်တဦးစီကနေမိတ်ဆွေချင်းအုံမုံပုံစံမျိုးလှုပ်ဆောင်ခဲ့လို့11 Media Group သတင်းထောက်ရှုတ်ဟောင်းနဲ့ စစ်တပ်လော်ဘီတူဖြစ်တဲ့ဖြိုးဝေဝင်းကိုကိုဖြိုးဝေအကောင့်ပိုင်ရှင်ကသူ့ရဲ့လူမှုကွန်ရက်ဆံမျက်နှာမှာဒီဆွဆွေချက်ကိုရေးသားခဲ့ပါတယ်ဆွဆွေချက်ရာဒေါန်ဆန်းစုကြည်ဟာ2020ရွေးကောက်ပွဲကာလအတွင်းဗန်အုတ်ကရာတူထံကနေမွေးနေ့လက်ဆောင်အဖြစ်တိုင်းဒေသကြီးတစ်ခုမှာရှိတဲ့တောင်တူလေသမားတွေရဲ့ကျွေးမြေကိုရှော့ပေးဖို့တောင်းဆိုခဲ့လို့ဆိုပါတယ်ဗန်လုံဝဲရှင်ကလည်းအမေစုကချေခိုင်လို့ချေပေးလိုက်တာပါလို့ပြောဆိုပြီးအကျွေးတွေကိုရှော့ပေးခဲ့ရတယ်လို့ ဖြိုးဝေဝင်းကဆိုပါရဲဒီလိုရဲ့ကြောင်းအဲ့ဒီတိုင်းဒေသကြီးတစ်ခုလုံးမှာ energy party ကအပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်တယ်လို့သူကမှတ်ချက်ပြုထားပါတယ်ဖြိုးဝေဝင်းကဒီလိုရဲ့ဟာဒီမိုကရေစီနိုင်ငံတွေမှာအလွန်ကြီးမားတဲ့ agreement ဖြစ်ပြီးတည်ရန်ပေးလို့ရတဲ့အပြစ်မျိုးဖြစ်တယ်လို့ကျုံမာစွာရေးသားထားပါသေးတယ်လက်ရှိဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်းရှေ့ဟာစင်နာရဲ့ဖြစ်စဉ်နဲ့လည်းနှိုင်းယှဉ်ပြထားပြီးဒေါန်ဆန်းစုကျင်နေတဲ့အနာအလွဲသုံးစားမှုတွေရှိခဲ့တယ်လို့စွပ်စွဲထားပါတယ် လက်ရှိစစ်ကော်မရှင်ကထောင်ဒဏ်20ကျော်သာချမှတ်ထားခြင်းဟာများစွာတက်ညာရာရောက်တယ်လို့သူရဲ့အမြင်ကိုလည်းထစ်သွင်းရှင်းတာထားပါတယ်။မြန်မာနိုင်ငံကပုဂ္ဂလိကဘဏ်တစ်ခုဟာရှေးရရှင်တွေဘိုးဘန်စင်းစစ်တွေနဲ့ငွေစင်းရှင်းတွေမှာရှေးရမကြံစေဘဲကြီးမားတဲ့ငွေပမာဏကိုလက်ဆောင်ဖြင့်ရောပေးလိုက်ဖို့ဆိုတာလက်တွေ့မှာဖြစ်နိုင်ခြင်းလုံးဝမရှိသလောက်နေပါတယ်လို့စီးပွားရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ထမှန်တင်ဆက်ပေးခြင်းတာကတော့ တိုင်ငါစစ်စင်အတွင်းစစ်သားနဲ့ပြုတ်တရားကိုရှင်းလင်းနိုင်ခဲ့မော်လိုက်တော်လင်းအင်အားစုရဲ့အကြောင်းပါမော်လိုက်တော်လင်းအင်အားစုရဲ့ဟာအခုနှစ်ဩဂတ်လကနေနိုဝင်ဘာလ24ရက်နေ့အထိမော်လိုက်ခရံအတွင်းမှာတိုင်ငါစစ်စင်ရေးကိုအောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါတယ်ဒီစစ်စင်ရေးကာလအတွင်းစစ်သားနဲ့ပြုစောတိစခန်း၈ခုကိုတိုင်ပတ်ရရှိခဲ့ပြီးကျေးရွာပေါင်း၁၈၀၀ကိုလည်းစိုးမိုးထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်တိုက်ပွဲရဲ့အတွင်းမှာစစ်သားနဲ့ပြုစောတိတရားကျော်တည်ဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရရှိကစစ်တုံးပန်းတွေလက်နက်ခင်းတွေကိုလည်းအများအပြားတင်စီရရှိခဲ့လို့မော်လိုက်တော်လင်းအင်အားစုရဲ့ထံကနေသိရပါတယ်။တင်ငန်းစစ်စင်ရဲ့အတွင်းတော်လင်းတက်တွေတင်ပိုက်ခဲ့ပြူစော့ဒစ်ခန်းတွေနဲ့စစ်တပ်ခန်းတွေကတော့ထောသားရပြူစော့ဒစ်ခန်း၊အော်ဇင်းခုံရွာစခန်း၊ညောင်ဝင်းရွာ ပြူစော့တီဂိတ်စခန်း၊နောင်ပိန်ရွာစခန်းကုန်း၊နားပင်ရွာစခန်းကုန်း၊တောင်းအင်ရွာစစ်တပ်ခန်း၊ဆွမ်းနန်းပြူစော့ဒစ်ခန်း အိုးပေါ်ပြူစောတစ်စကန်နဲ့ထိန်သားရွာပြူစောတစ်စကန်တွေကိုတင်ပိုင်နိုင်ခဲ့တာပါအဲ့ဒီစစ်စင်ရေးကိုမော်လိုက်တော်လင်းအင်အားစုတွေဖြစ်ကြတဲ့ခရိုင်တက်ရင်တင်းနှစ်သုံးလေးမော်လိုက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖဖောင်းမြေမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖနဲ့ခရိုင်ကွက်ကရေရုံတိုက်ခိုက်ရေးအဖွဲ့တို့ကပူးပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်ဒါပေမဲ့မနေ့ကစပြီးတော့အဲ့ဒီစစ်စင်ကိုအပီးချက်လိုက်ရပါတယ်ဘာလို့လဲဆိုတော့စစ်တပ်ကတာလွန်အင်အားနဲ့ ထိုးစစ်ဆင်လာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ထိုးစစ်ကိုရက်ကန်သမ်းရှိရက်တန်လိုက်ရတဲ့အဓိကအကြောင်းရင်းကတော့စစ်စင်ရနေမြေအတွင်းမှာရှေ့ရတောင်တူလေသမားတွေစပိုင်းချိတ်သိမ်းချိန်နဲ့ပြည်သူလူထုစစ်ဘေးချောင်ရတဲ့အခက်အခဲတွေကိုငွေညာထောက်ရှုရအနေနဲ့အထက်ညွန်ကြားချက်အရရက်ဆိုင်လိုက်တာဖြစ်ပါတယ်။ပြည်တွင်းထဲနောက်ဆုံးသတင်းတပုတ်အနေနဲ့အမေရိကန်တခက်ပိတ်ဆို့မှုခံရတဲ့ TKB ကသူတို့နေမြေမှာတရုတ်နိုင်ငံသားတည်ဆောင်ခြင်းမပြုဖို့တားမြစ်တဲ့အကြောင်းကိုပြောပြပါအောင်မယ်။ online ငွေလင်ကိုင်းတွင်လည်းဆန့်တွင်နေရလို့ပြောဆိုပြစ်တင်ခံရတဲ့ဒီကေဘေကသူတို့ရဲ့ထိန်းချုပ်နေမြေအတွင်းနိုင်ငံသားတွေတည်ဆောင်ခြင်းမလုပ်ရဘူးလို့အစည်းအဝေးအပြီးညွန်မလ24ရက်နေ့မှာအမိန်ထုတ်ပြန်လိုက်ပါတယ်ထုတ်ပြန်ကြရာဒီကေဘေထိန်းချုပ်နေမြေအတွင်းမြင်းတင်းလန်းနိုင်ငံအဖွဲ့အစည်းဒါမှမဟုတ်ဘသူမဆိုနိုင်ငံသားတွေကိုတည်ဆောင်တာတွေ့ရှိပါကဖန်စီအရေးယူမယ်လို့ဆိုထားပါတယ်အထူးသဖြင့်တရုတ်နိုင်ငံသားတွေကိုတည်ဆောင်ခြင်းမလုပ်ရဘူးလို့တမ်းမြစ်ထားပါတယ် ဒီမိန်ထုတ်ပြန်မှုဟာမင်းလက်ပိုင်ကျော်မှာခေနယ်လေပူပေါင်းတက်တွေဝင်ရောက်စီနင်းခဲ့တဲ့ကြားဖြန့်ရှင်အတွင်းဝုံမုံတခွားသိနေတဲ့ဒီကဘေတက်ဖို့ဝင်နေပါဝင်တက်ဆွဲထားတဲ့အရင်ထွက်ပေါ်ပြီးရဲ့နောက်ပိုင်းထွက်ပေါ်လာတာဖြစ်ပါတယ်ဒီကဘေဟာငွေလင်းကိုင်းတွေနဲ့ဆက်ဆက်မှုနေကြောင်းအမေရိကန်ပြစ်ထောင်စုရဲ့ပိတ်ဆို့အရေးယူမှုကိုခံထားရပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာလ10ရက်နေ့ကအမေရိကန်ဗန်နိုင်းဝန်ကြီးဌာနရဲ့နိုင်ငံခြားပိုင်ဆိုင်မှုထိန်းချုပ်ရေးဂျုံ OFAC က ဒီကပေးကောင်းဆောင်လေးဦးဖြစ်တဲ့ society စောစိန်ဝင်းစိုင်းကျော်လှနဲ့စောဆန်းအောင်တို့ကိုပိတ်ဆို့တန်ခတ်အရေးကြီးကြောင်းညင်ညာထားသလိုကြားဖြန့်တွေကိုတိုက်ဖြတ်ဖို့အတွက်လည်းအထူးအဖွဲ့ဖွဲ့စည်းကြောင်းညင်ညာထားပါတယ်။အရေးယူရခြင်းအကြောင်းရင်းမှာအဆိုပါကောင်းဆောင်တွေဟာအမေရိကန်နိုင်ငံသားတွေကိုပြစ်မှတ်ထားလင်းလင်းတဲ့ကြေရာဆွေးခိုင်းတွေနဲ့ပူးပေါင်းလာ online လင်လင်မှုကြားဖြန့်စင်တာတွေတည်ထောင်နိုင်ဖို့ပူးပေါင်းဆောင်ရွက်ခဲ့ကြံကြောင်းဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ နောက်ဆုံးပြပသတင်းအနေနဲ့ဘာကာပြိပင်ဖို့စ조사သူဩစတြေးလျအမတ်ဟန်ဆွန်ပါလီမန်မှာလှောင်ပြောင်တဲ့လုပ်ရကြောင်းရှုံချခံရတဲ့အကြောင်းတင်ဆက်ရင်းနေ့လေကင်းသတင်းတင်ဆက်မှုအဆုံးသတ်လိုက်ပြစေခင်ဗျာဩစတြေးလျနိုင်ငံမှာလူဝင်မှုကြီးကြပ်ရေးဆန့်ကျင်တဲ့ One Nation Party ကအထက်လွှတ်တော်အမတ်ပိုလန်ဟက်ဆွန်ကအစ္စလမ်ဘာသာဝင်တွေဝက်ဆင်တဲ့ဘာကာဝက်ဆွန်ကိုပါလီမန်ထဲမှာဝက်ဆင်လာတဲ့အကြောင်းပြင်းပြင်းထန်ထန်ဝေဖန်ခံနေရပါတယ် သူမဟာဘာကာကိုပိတ်ပင်ဖို့ကြိုးပမ်းနေသူလည်းဖြစ်ပါတယ်။သူကအများပြည်သူရှေ့မှာမျက်နှာကိုအပြေအဝါဖုံးအုပ်တာကိုပိတ်ပင်တဲ့ဥပဒေကျမ်းကိုတင်သွင်းဖို့ကြိုးပမ်းခဲ့ပြီးတလင်းလာနေ့မှာအဲ့ဒီဥပဒေကျမ်းပေချာခံရပေအနောင်အနက်ရောင်ဘာကာဝတ်စုံဝတ်ဆင်ပြီးပြန်ရောက်လာခဲ့ရပါ အခြားလက်တော်အမတ်တွေကသူမကိုပြင်းပြင်းထန်ထန်ပြစ်တင်ရှုံချခဲ့ကြပြီးမွတ်စလင်ဂရန်ပါတီအမတ် ်ပါရရှိကတော့ဒါဟာဆိုးရွားတဲ့လူမျိုးရဲ့ခွဲခြားမှုကိုပြသနေတဲ့အမတ်ပဲလို့တိုက်ရိုက်ဝေဖန်ခဲ့ပါတယ်။အမတ်တို့ကသူမဘာကာကိုရွှတ်ဖို့ငင်းဆိုခဲ့တာကြောင့်အထက်လွှတ်တော်ရဲ့အစည်းအဝေးလုပ်ငန်းတွေခဏချက်တန်ခဲ့ရပါတယ်။အဆိုရအဖွဲ့ရဲ့အထက်လွှတ်တော်ကောင်းဆောင်ဖြစ်တဲ့နိုင်ငံခြားရေးဝန်ကြီးပန်နီဝမ်ကဒီလိုရဟာမလေးမစားပြုတ်အားရောက်တယ်လို့ရှုံးချခဲ့ပါတယ်။သူမကကျွန်တော်တို့ဟာဘာသာတရားတိုင်းနောက်ခံအမျိုးမျိုးကလူတွေကို ကိုစားပြုတဲ့အတွက်လေစားသမှုရှိတယ်လို့ပြောခဲ့ပြီးဝန်ဆန်ဟာအထက်လွှတ်တော်အမတ်တအုပ်အဖြစ်မထိုက်တန်ဘူးလို့ပြောကြားခဲ့ပါတယ်။ဝန်ဆန်ကတော့သူတို့ကကျမကိုဝတ်တာမလို့ခြင်းရင်ဘာကကိုပိတ်ပင်လိုက်ပါလို့သူမရဲ့ Facebook စာမျက်နှာမှာရှင်းသားပြီးပြန်လည်တုံ့ပြန်ခဲ့ပါတယ်။သူမက2018ခုနှစ်တုန်းကလည်းပါလီမန်မှာဘာကဝတ်ဆင်ပြီးနိုင်ငံတော်အစင်းပိတ်ပင်ဖို့တောင်းဆိုခဲ့ဘူးပါတယ်။ MPA ကနေလေကင်းအထိရရှိထားတဲ့အထူးကြဆုံးသတင်းတွေကိုတင်ဆက်ပေးခဲ့ရပါ NBA ကနေ့စဉ်အကြမ်းမလက်တင်ဆက်ပေးနေတဲ့ရုပ်သံနဲ့စာသတင်းတွေကို Facebook, YouTube, website စာမျက်နှာတွေအပြင် TikTok မှာလည်းတွားရောက်ကြည့်ရှုနိုင်ပါတယ်။ NBA တင်ဆက်မှုတွေကိုအဆုံးထိကြည့်ရှုအားပေးသူအားလုံးနဲ့ဝေရောက်မှတ်ချက်ပြုပေးသူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှပြချမ်းသာချမ်းသာပြီးဘဝအမောရေလည်းပြေးကြပါစေ။